င်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်တင်းဆောင်ကနေတင်ဆက်ပေးမှာကတော့တိပိကတရာတိပိကဂௌရီရာတိကျပူဇော်ပွဲကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။သာသနာ့ရေးနှင့်ယဉ်ကျေးမှုဝင်ကြီးဌာနသာသနာ့ရေးဦးစီးဌာနကကြီးမှုကျင်းပတဲ့89ကျိန်းမြောက်တိပိကတရာတိပိကဂௌရီရာတိကျပူဇော်ပွဲအခမ်းအနားနဲ့အောင်လမ်းမဲ့ဆက်ကပ်ပွဲမဟာမင်္ဂလာအခမ်းအနားကိုမေလ22ရက်ကကဘာအေးကုံမြေမဟာပါတာနာလှိုင်ကူတော်ကြီးမှာကျင်းပကြောင်းသိရပါတယ်။ ဲ့ဒီအခမ်းအနားကိုနိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့ဆရာတော်ကြီးတွေတီဗီတကတရာတီဗီတကဂောဝိဒရွေးချယ်ရေးအဖွဲ့ဩဝါဒစရိယဆရာတော်ကြီးတွေတီဗီတကတရာတီဗီတကဂောဝိဒဆရာတော်ကြီးတွေနဲ့ရဟန်းတန်ခါတော်တွေကြာရောက်ကြပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဆိုဝင်သာသနာ့ရေးနေကြေးမှုဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးတင်ဦးလည်းနဲ့အစိုးရအဖွဲ့ဝင်ဝင်ကြီးတွေအပါအဝင်ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတယောက်ကြရလို့သိရပါဗျာ။ အခမ်းအနားမှာတပိတကတရာတပိတကကောဝိဒရွေးချယ်ရေးစာမွေးအောင် သာသနာအာဇာနည်အရှင်မြတ်တွေကိုဘွယ်တစိအဆောင်ရောင်တွေနဲ့အောင်လက်မတ်တွေစက္ကပ်ပူဇော်ခဲ့ပါတယ်။မန္တလေးငလင်ကြီးကျောင်းခိတ္တရွှေဆိုင်ထားရတဲ့2025ခုနှစ်အစိုးရဓမ္မစရိယာနဲ့ပါဏိပထမပြန်စာမွေးတွေကိုလည်းဇွန်လထဲမှာပြန်လည်ကျင်းပသွားဖို့ရှိတယ်လို့သိရပါတယ်ရှင်။နောက်ဆုံးနေ့စမေသတင်းကတော့ မီယိုဖလာစိုက်ပျိုးမွေးမြူခြင်းထက်ခင်မီသိပ္ပံနေစာစိုက်ပျိုးမွေးမြူရေးစနစ်များကိုဆောင်ရွက်တော်ရန်လိုကြောင်းနောက်ဆက်ကဒုတိယဥက္ကဋ္ဌမှကြားတဲ့သတင်းဖြစ်ပါတယ်။ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင်မိယိုဖလာစိုက်ပျိုးမွေးမြူခြင်းထက်ခေမီသိပ္ပံနေကြစိုက်ပျိုးမွေးမြူရေးစနစ်များကိုဆောင်ရွက်သွားရန်လိုကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကမေလ22ရက်နေ့ပိုင်းတွင်ညောင်နှပင်စိုက်ပျိုးမွေးမြူရေးအထူးဆုံးခမ်းမောင်းမှဆောင်အတွင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေကြတဲ့လုပ်ငန်းရှင်များနဲ့တွေ့ဆုံခြင်းမှာကြောင်းသိရပါရယ် အခုလိုတွေ့ဆုံရမှာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကစုံများအတွင်စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အပိုင်းလိုက်ခွဲခြားဆောင်ရွက်ထားရှိမှုစုံအလိုက်ကော်မတီများဖွဲ့စည်းထားရှိမှုစုံအလိုက်စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့်ဟိန္ဒီဟိရွံများနှင့်ရာသီပေါ်တည်နှံအသာနွားနို့နှင့်ဥမြထုတ်လုပ်ရောင်းချပေးနိုင်မှု နိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်မှကြားချက်အပေါ်အကောင့်အထည်ပေါ်ဆောင်ရွက်ရရှိမှုစိုက်ပျိုးမွေးမြူရေးစုံကိုဆက်လက်အကောင့်အထည်ပေါ်ဆောင်ရွက်သွားမယ်အခြေအနေများကိုရှင်းလင်းတင်ပြပါရစေ။ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ကအမတ်စကားပြောကြားရမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့နိုင်ငံရေးဟီမန်ချက်များနဲ့အမျိုးသားရေးဟီမန်ချက်များကိုချမှတ်ပြီးအကောင့်အထည်ပေါ်ဆောင်ရွက်ရရှိကြောင်း ဒါအပြင်အမျိုးသားရေးရည်မှန်ချက်နှစ်ရက်အနက်မှာဒုတိယအချက်ဖြစ်တဲ့စားရိတ်ရိတ်ကားဖူလုံရေကိုလည်းအောင်မြင်အောင်အကောင့်ထဲပေါ်ဆောင်ရလေးရှိကြောင်းရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသောပြည်သူများအလုံးနေစဉ်စားသုံးတဲ့အသားငါးဥနယ်ဟင်းသီးဟင်းရွက်များ လုံလုံလောက်လောက်ရှိစေရေးလုံလောက်စွာထုတ်လုပ်ဆောင်ရွက်သွားရန်လိုကြောင်းရေးဆွဲထားတဲ့စီမံကိန်းများအလိုက်အောင်မြင်အောင်ဆောင်ရွက်ရန်လိုကြောင်း အခုလိုထော်လို့ရမှာတတ်မှတ်ထားတဲ့စိုက်ပျိုးမွေမြူရေးစုံများအလိုက်အသားငါးဦးနဲ့ဟင်တင်ဟင်ရွယ်များကိုထော်လို့တော်ရန်လိုကြောင်းလက်ရှိထော်လို့နေမှုများမှာလုံလောက်မှုမရှိသေးတဲ့အတွက်စီမံကိန်းရေးဆဲသူများစီမံကိန်းအပေါ်စီမံဆောင်ရွက်ရေးကြီးကြပ်ရမယ်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများအကောင့်ထဲပို့ကြရမယ်ထော်လို့သူများအနေနဲ့ လူဦးရေနဲ့အညီ supply နဲ့ demand ကိုမြတ်တောက်မှုရှိစေရေးတွက်ချက်ပြီးစားရိတ်ခါဘူလုံးမှုရှိစေရေးဆောင်ရွက်သွားရန်လိုကြောင်းဆိုင်ပြိုရေမွေးမြူရေလုပ်ငန်းများဆောင်ရရာတွင်မီယိုဖလားဆိုင်ပြိုမွေးမြူခြင်းထက်ခင်မီသိပ္ပံနေကြဆိုင်ပြိုမွေးမြူရေးစနစ်များကိုဆောင်ရသွားရလိုကြောင်းလုပ်ငန်းရှင်များအနေနဲ့လည်းမိမိတို့တာဝန်ယူထားရတဲ့မွေးမြူရေစုံများဆိုင်ပြိုရေစုံများအလိုက်လုပ်ငန်းများအောင်မြင်မှုရရှိရေးကြိုးပမ်းဆောင်ရသွားကြရန်လိုကြောင်း ဒေတာရင်စာရေးဖူလုံမှုကိုဆောင်ရွက်ပေးနိုင်ုံသာမကဒိုင်းနိသားစီရဲ့တွင်ပိုရှန်သောတာငါများကိုခင်မီအေခဲစနေဖြင့်ထိမ့်သိမ်းနိုင်ရင်းနဲ့ပြည်ပစေခွဲသို့ပို့ဆောင်နိုင်ရည်အထိစီမံသွားရန်နဲ့လုပ်ငန်းရှင်များလာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးဖိတ်ခေါ်ဆောင်ရွက်သွားရန်လူကြောင်းဖြင့်ထည့်သွင်းမှကြကြောင်းသိရပါသည်ဒုတိယဝန်ကြီးချုပ်ဒုတိယဝန်ချုပ်မူကြီးစိုးဝင်းဟောင်းရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကာကွယ်ရေးဦးစီးချုပ်ယုံမတမရော်ရရှိခြင်းများ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မှုနဲ့တာဝန်ရှိသူများနဲ့အတူညောင်နှပင်းစိုက်ပျိုးမွေးမြူရေးအထူးဆောင်ရှိစိန်လန်းစိုက်ပျိုးထုတ်လုပ်ရေးအထွေထွေရောင်းဝယ်ရေးတမဝရမအသင်းလီမီတက်နဲ့ထွန်းဓာရုကင်လို့တမဝရမအသင်းစိုက်ပျိုးရေးချမ်းများတို့ရရှိပြီးရာသီပေါ်အသီးနှံများစိုက်ပျိုးထားရှိမှုချန်ထွက်ဟင်းသည်ဟေရွံများဈေးကွက်တင်ပို့မှုနဲ့အပင်စွန်ပြေပစ္စည်းနဲ့အီယံဘိုကာရှိရောဆက်ထားတဲ့ရွက်ပြန်အတိုးစိမ်းကာကွယ်စိမ်းများအသုံးပြုမှုတို့ကို၎င်း CP Cruci Learning Center တို့ရောက်ရှိကြပြီး Evaporate Cooling System ဖြင့်အစစ်မြင့်အသာတို့ဝဲမွေးမြူထားရှိမှုအခြေအနေများကို၎င်းမြမ Green Light MCL စိုက်ပျိုးမွေးမြူရေးခြံတို့ရောက်ရှိကြပြီးဦးစားဇနေငါးကန်တွဲဖက်မွေးမြူထားရှိမှုစီဝဲဆိုးငှက်များမွေးမြူထားရှိမှုနဲ့ကျဲကောပင်များနဲ့ဒူရင်ပင်များစိုက်ပျိုးထားရှိမှုတို့ကို၎င်း TYL အသာတို့ဝမွေးမျိုးရန်တိစောက်ထားရှိတဲ့အလုံးပဲ AAB စနေ OP Loman Brown Germany ဥစားချက်များကိုအလုံးပဲ AAB စနေဖြင့်မွေးမျိုးထားရှိမှုများကို၎င်းလိုက်လံကြည့်ရှုဆစေးပြီးသိရှိလိုသည့်များမေးမြန်းစွန့်နေကလိုအပ်သည့်များကိုတာဝန်ရှိသူများအားမှာကြားကြောင်းသိရပါရရှင်။